မေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့သမ္မတဂရောမလာနီယာထရမ့်တို့ကိုဗြိတိန်ဘုရင်ချားလ်စ်နဲ့မိဖုရားကမဲလာတို့ကဝန်ဆိုင်ရဲတိုက်မှာစစ်ဖက်အခမ်းအနားအပြည့်အစုံနဲ့ကြိုးစားရတယ်။ ထရမ့်ကိုကြိုဆိုတဲ့ဂွန်ပျူတာဖွဲ့အတွင်းမြင်းပေါင်း120တပ်ဖွဲ့ဝင်ပေါင်း1300လောက်ထဲမှာကန်တက်တက်နဲ့ရေဒက်က160အပြင်ကြီးဒက်က1000လေဒက်က140ပါဝင်ပါတယ်စက်တင်ဘာ18ရက်နေ့မှာထရမ့်ကိုဗြိတိန်ဂွန်ပျူတာဖွဲ့ကခြိတက်လေးပြပြီးအခုလိုတခမ်းတနာကြိုဆိုတာဟာမျက်မှောက်သမိုင်းမှာအကြီးအကျယ်ဆုံးလည်းဖြစ်ပါတယ်လန်ဒန်မြို့ထဲမှာတော့ထရမ့်ကိုလူပေါင်း9000လောက်ကဆန္ဒပြကြတယ်လို့လန်ဒန်ရဲကခန့်မှန်းပါတယ် ါလက်စတိုင်းအရေးကစလို့ဖက်စစ်စနစ်တိုက်ဖျက်ရေးအထိစိုင်းဘုတ်ပေါင်းမျိုးစုံကိုကင်ဆောင်ဆန္ဒပြကြပါရတယ်။အသက်မပြည့်သေးသူကလေးငယ်တွေအပါအဝင်လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တဲ့ Jeffrey Epstein နဲ့ Trump ဟာအလွန်ရင်းနှီးခဲ့တာကြောင့်သူတို့နှစ်ဦးရဲ့ဓာတ်ပုံကိုကြော်ညာကားမှချိတ်ဆွဲပြီးတော့လဲမျိုးရင်းမှလှည့်လည်ခဲ့ပါရတယ်။ဝန်စာရဲတိုက်မှာလည်းသူတို့နှစ်ဦးပုံကိုပရိုဂျက်တာနဲ့ထိုးပြီးတော့ပြခဲ့ပါရတယ်။ ထရမ့်ရဲ့နှစ်ရတာခီးစဉ်အတွင်းဒေါ်လာဘီလီယံနဲ့ချီတဲ့နီးပညာအစီအစဉ်တွေကုန်သွယ်ရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့သဘောတူစာချုပ်ချုပ်နိုင်ဖို့ဗြိတိန်ဆိုရကမျှော်လင့်ထားတာပါယူကရိန်းရေးနဲ့ပတ်သက်လို့လည်းအမေရိကန်ရဲ့အကူအညီဆက်လက် ရရှိဖို့ဗြိတိန်ကလှူလာနေတာပါညဘက်မှာတော့ဗြိတိန်ဘီရင်ချားစ်ကထရမ့်ကိုဂုံပြူညစာစားပွဲနဲ့တည်ခင်းအဲ့ခံပြီးတော့မနက်ဖြန်စက်တင်ဘာ16ရက်နေ့မှာဗြိတိန်ဝန်ကြီးချုပ်ခီယာစတမာနဲ့ထရမ့်တို့ဆွေးနွေးကြဖို့ရှိပါတယ်ခင်ဗျာကျွန်တော်ဆွေပါ